ရန်ကုန်တိုင်းလှဲကုမြို့နယ်ဇရက်ကွင်းရက်ွက်အုပ်ချုပ်ရေးမှုယုံကိုနိုဝင်ဘာ16ရက်ညနေ6:30မိနစ်ခန့်ကဘုံနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာပြူစောတိဖွဲ့ဝင်2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာမေကထုတ်ပြန်ပါတယ်။ဆိုပါယုံကစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစင်းကောက်ယူခြင်းမဲဆွယ်ခြင်းနဲ့ပြည်သူများကိုဖိအားပေးခြင်းတို့ကိုလှုံ့ဆော်နေတဲ့နေရာတစ်ခုဖြစ်ကြောင်းဒါအပြင်စစ်မှုထမ်းကြီးကောက်ခံခြင်းနဲ့လူငယ်များကိုဖမ်းပေး ဆွဲပေးခြင်းများမှလည်းပါဝင်ပတ်သက်နေကြောင်းတော်လှန်ရေးတပ်ဖွဲ့များကစွပ်စွဲပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေနဲ့နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်တပ်မတော်နောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိဘေးလွတ်ရာကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်အာမေတာဝန်ရှိသူတို့ကဒီအုပ်ချုပ်ရေးမှုနဲ့သူ့နောက်လိုက်တွေကပြည်သူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးချိန်ချောက် စစ်မှုထမ်းကြီးကောက်ခံတာလူငယ်တွေကိုဖမ်းပြီးဆွဲပေးတာတွေလုပ်နေတဲ့အတွက်ထိရောက်စွာတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီရဲ့တရားမဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပါဝင်ကူညီသူများနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်ပြီးပုံမပြင်းထန်စွာတိုက်ခိုက်သွားမှာဖြစ်ကြောင်းရန်ကုန်အာမေကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။